ါရှင်။ဟာလေးပိုင်းရှင်စင်ဟင်းရလေးပြန်ပြေကျေစုပါရှင်။အမေအခုတင့်ကူပူလေးဒုတိယအပိုင်းကိုဆက်ပြီးလုပ်ပြပေးပါမယ်ပေါ့နော်။မင်းတို့ဒီတင့်ကူပုံစံလေးပေါ်နေပြီဆိုလို့ရှင်ပလဲလုံးလေးတွေတီးပြီးတော့ခြီးရမယ်ပေါ့နော်။ပလဲလုံးလေးတွေကိုအခုမင်းဗီဒီယိုမှာကြားရတဲ့အတိုင်းအချီချိုးထိုးပြပါလို့ရှင်။တလုံးချင်းတွေပေါ့နော်။အတွင်းထဲကိုတလုံးချင်းတွေထိုးမယ်။အဲ့ဒါကိုဒီအလဲမှာခြံထားရဲ့အဖက်တစ်ဖက်ကိုပဲမထိုးဘဲနဲ့ဒီဘက်၅ဘက်ဟိုဘက်၅ဘက်ဆိုတော့ပလဲလုံး၅လုံး၅လုံးစီထိုးပါမယ်ပေါ့နော်။အဲတလုံးချင်းဒီဘက်ထိုးရမယ်။ ထိုးတဲ့အခါကျလို့ရှိရင်ဟိုဘက်တဲ့ channel ဒီဘက်တဲ့ channel ကိုပူပြီးတော့ညီပြီးတော့ညှိပြီးတော့ထိုးတဲ့အခါကျလို့ရှိရင်ပလဲလုံးလေးတွေကဒီတန်းတန်းလေးတွေဖြစ်နေမယ်ပေါ့နော်။ဒီလိုမျိုးတစ်လုံးပြီးတစ်လုံးထိုးသွားပါမယ်။ဗီဒီယိုလေးကိုတခြားကြည့်ပြီးတော့လုပ်ကြည့်ပါပေါ့နော်။ဗီဒီယိုအစားဆုံးတစ်ခေါက်ကြည့်ပြီးကမှလုပ်ကြည့်ပါ။အခါကြလို့ရှိရင်ပို့ပြီးနားလည်လွယ်ပါရဲ့ပေါ့နော်ချက်ချင်းတန်ပြီးလုံရင်းနဲ့မှမကြည့်ပါနဲ့အဲ့လိုမျိုးအရင်ဆုံးကအရင်ဆုံးပထမတစ်ခါအစားဆုံးကြည့်ပြီးကမှနောက်ထပ် ကိုဘယ်လိုလုပ်ရမလဲဆိုတော့တိကျပြန်ပြောလေ့လာပါနော်အဲဒီလိုတစ်ဖက်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲငားလုံးပါနော်အလဲချမ်းခဲ့တဲ့တစ်ဖက်ကိုချမ်းမယ်ပြီးရင်ဟိုဘက်ကိုလည်းငားလုံးပါနော်တင်ကြီးတင်ညာတဲ့ပထမတစ်ဖက်လိုပဲပြီးသွားပါမယ်လေထောင်းလဲငါလုံးပဲတည်သွားမယ်ပေါ့နော်အဆုံးတည်တည်ပြီးဝိုင်းတုတ်ထားပါမယ် အဲဒါလေးကတော့ဗီဒီယိုရှင်းသွားမှာစီလို့နည်းနည်းဖြတ်လိုက်ပါရယ်ပေါ့နော်ပြီးသွားလို့ရှင်မင်းတို့အောက်ခံဖိတ်ကားလုပ်ဖို့အတွက်စတက်လက်မှ3ရက်ဖြတ်မယ်ပေါ့နော်စတက်လက်မှ3ရက်ကိုအညီအညာဖြတ်ပေးပါ ဒီလို၃ရက်လောက်ဖြတ်ပေးသွားပြီဆိုလို့ရှင်ဟိုဘက်အနာဒီဘက်အနာအနာတဲ့အကောင်လုံးမီးလေးလိုက်တို့ထားပါပဲဗောနော်မီးလေးမတို့လို့ရှင်သူကအစလေးထက်တက်တဲ့အတွက်မီးရတော့ဗောနော်အများအလုပ်တိုင်းမှာဖဲတွေကိုဒီထိတ်စာတွေကိုအများအားမီးနဲ့တို့ပြဖို့မမိပါနဲ့ဗောနော်အဲဆိုလို့ရှင်ဖဲကြလေးလုံးမယ်ဖဲကြလုံးမယ်ဆိုလို့ရှင်ဒီစတလမာကိုအလဲခေါချိုးချိုးမယ်အလဲခေါချိုးချိုးပြီးသွားလို့ရှင်အလဲခေါချိုးရဲ့ဒီဘက်အနားလေးကိုနည်း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 စီယူပြီးတော့ညှက်လိုက်မယ်ပေါ့နော် နောက်တစ်ဖက်ကိုလည်းအလိုပဲလုပ်မယ်အလင်းခေါချိုးလေးချိုးမယ်ဒီနာအစတစဒီဘက်ကအစတစပေါ့နော်နည်းနည်းလေးစီပေါ့နော်အလင်းခေါချိုးရလေးနည်းနည်းနည်းစီကိုတိုးပြီးတော့ဖဲပြလေးပုံစံခောက်မယ်ပေါ့နော်ဖဲပြဒီလိုခောက်တဲ့အခါမှာဟိုဘက်ဒီဘက်ထိတ်ကလေးလေးညီအောင်ညှိပါမယ်ညှိသွားပြီဆိုတာမှဒီအလဲလေးကိုညှက်ထားပေးမယ်ပေါ့နော်ကျန်နေနောက်တစ်ဖက်ကိုလည်းအလိုမျိုးပဲဖဲပြပုံစံခောက်ပါမယ်အလင်းခေါချိုးရလေးညှိမယ် ရေဟိုဘနာဒီဘနာလေးပေါ့နော်တီစာလေးထားတာပေါ့နော်အဲအလေဟာကိုဒီအပေါ်လေးကိုထပ်လိုက်မယ်ပေါ့နော်တညီရဲဒီကိုညက်ထားတဲ့ကလေးနဲ့တညီရဲညှိပေါ့နော်မညီလို့ရှိရင်ဘေးတွေကိုလည်းလိုက်ပြီးတော့ညှိပေးပါဘေးလေးတွေကိုလည်းလိုက်ပြီးညှိပေးပါပေါ့နော်တေချာညှိသွားပြီဆိုကမှအချီကျုံနဲ့တုတ်ပါမယ်အချီကျုံနဲ့တုတ်တဲ့အခါကျလို့ရှိရင်လည်းညီညာလေးတည်တဲ့အခါကျလို့ရှိရင်ဖက်ကြလေးကပုံထွက်လာပါတယ်ပေါ့နော်တစ်ချက်နှစ်ချက်၃ချက်၄ချက် ့၅ချက်တည်ပါမယ်၅ချက်တည်ပွားလို့ရှင်နှစ်ပတ်ပတ်ပြီးသွားလို့ရှင်တုတ်လိုက်ပါမယ်ပေါ့နော်အခါကျရင်ဖေပြန်လာလာလေးဒီလိုရသွားမယ်ပေါ့နော်ဖေပြန်လာလာလေးရသွားပါမယ်အခါကျရင်ခိုင်အောင်လို့တုတ်မယ်ပေါ့နော်ဖေပြန်လေးရသွားပါပြီ ကဲခုဖေးပြလေးရောဒီပင့်ကိုလေးတွေရောပြီးသွားပြီဆိုလို့ရှိရင်ဒီပင့်ကိုရအောက်ခြေကိုပေါ့နော်ဖလက်ဆာလေးကပ်ပါမယ်။ဒီအားလေးကိုခိုင်အောင်လို့ပေါ့နော်ဖလက်ဆာလေးကပ်မယ်။ဖလက်ဆာလေးကိုကဲမယ်အကုန်လုံးအစင်းတက်လောက်ထားမယ်ပေါ့နော်ပစ္စည်းလေးတွေကောဆပေးကပ်ပါမယ်။ဒီအနားလေးလည်းအကုန်လုံးလည်းမိတူထားပေးပါနော်။ဖလက်ဆာလေးကိုရင်းစုံကောချမယ်ပေါ့နော်။အဲဒီလိုပုံစံလေးကပ်မှာပေါ့နော်။ရင်းစုံအဲဖလက်ဆာကိုကောချလိုက်မယ်။ ကောချပြီးသွားတဲ့အခါမှာဒီတင်ကိုရဲ့အောက်ခြေလေးကပ်လိုက်နေပါတော့အခုအမကြားထားတဲ့ပုံစံလေးတိုင်းကပ်ပါမယ်ကပ်တဲ့ခါကျသူကပြပြလေးဖြစ်သွားမယ်ပေါ့နော်အဲအလိုလေးဖြီးပေးပါမယ်ဖြီးပေးမယ်ဖြီးသွားရင်လည်းကပ်သွားပြီပေါ့နော်ကပ်သွားပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလည်းအလိုမျိုးလေးပဲကပ်ပါမယ်နောက်ဖက်လုံးကပ်ပေးမယ်ပေါ့နော် ဒီရလေးနှစ်ဖက်လုံးရပြီဆိုလို့ရှိရင်အမကဒီပင့်ကိုအပေါ်ကနေပလဲချန်လေးစကပ်ပိုင်ပေါ့နော်ပလဲချန်လေးကိုအလေးအမတို့အပေါ်နဲ့အောက်နဲ့တုတ်ထားရင်နေရာလေးကိုကတ်မယ်ပေါ့နော်အဲဒီရလေးလေးခြုံရွစုနေတဲ့ခြုံရွရလေးမပေါ်အောင်လို့ပေါ့နော်အပေါ်ကနေပလဲချန်လေးကတ်လိုက်ပါမယ်နှစ်ဖက်လုံးပလဲချန်လေးကတ်ပါမယ် ကပ်ပြီးသွားတဲ့အခါကျရင်ဒီနှစ်ခုဒီလိုလေးပုတ်ကမယ်ပေါ့နော်ပုတ်ကမယ်ရာလေးကိုကကိုအရင်ဆုံးရာထားကြည့်ပေါ့နော်ရာလို့အဆင်ပြေပြီဆိုလို့ရှိရင်ကောချမယ်ကောချပြီးဟိုဘက်ဒီဘက်ကတ်ကြည့်မယ်ပေါ့နော်ကတ်ကြည့်မယ်ตัวอเลมาบาเกထည့်ရမှာဆိုရက်အတွက်အရင်အသေးဟိုကမဖြစ်ထားပါနဲ့ဗောနော်ဘေးဟိုဘက်ဒီဘက်လေးပဲညှိပြီးတော့ကတ်ထားပါကောလေးချောင်းလိုနည်းနည်းလေးကင်ထားပြီးမယ်ဗောနော်သူကနည်းနည်း အဲ့လိုခွက်ခွက်လေးဖြစ်နေရောကိုင်ထားပေးပါဘူးနော်ပိုပြီးခိုင်သွားအောင်လို့ဒီအလဲကိုဖလက်စာလေးထပ်ပြီးကတ်ပေးပါမယ်မကတ်လည်းရပါဘူးနော်ဒါအမတော့ပိုပြီးခိုင်ကျင်တဲ့အတွက်ဖလက်စာလေးထပ်ပြီးကတ်ပေးရပါအလဲလေးကိုပေါ့ခိုးဘက်ဒီဘက်အလဲလေးကိုဖလက်စာလေးကတ်ပေးလိုက်တာပါဒါဆိုဒါပိုခိုင်သွားရပါဘူးနော်လုံးဝပြုတ်ထွက်လာမပူရတော့ဘူးပေါ့ကတ်ပေးသွားပြီဆိုရင်အလဲရပါကင်လေးကိုကတ်ပါမယ် ဒါကလေးမခက်ခဲအမတို့အရင်ဆုံးဒီကလေးနဲ့ဖဲပြားနဲ့အရင်ဆုံးတွဲမယ်ပေါ့နော်ကလေးအလေးလေးကိုကောချမယ်ကောချပြီးဖဲပြားကိုလည်းတွဲပါမယ်ဖဲပြားနဲ့လေးလေးတွဲမယ်ပေါ့နော်အဲကောချပြီးသွားပြီဆိုတော့ခါကြရဲ့ဒီဘက်ထိတ်ဟိုဘက်ထိတ်ဒီဘက်ထိတ်ကိုလည်းပို့ပြီးမြည်သွားအောင်လို့ကောချပြီးတော့ကပ်ပါမယ် မတို့ဒီလိုလေးရပြီဆိုလို့ရှိရင် level လေးတက်ပါမယ်ပေါ့နော် level လေးကိုကောချမယ်တလက်ကနေစာပြီးကပ်ပါမယ်ပေါ့နော်ဒီလိုလေးပတ်သွားမယ်ဒါပြည့်အဆုံးရတဲ့ခါကြတခါကောထက်ချပြီးတော့ပြလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဖေဖေနဲ့ကလေးလေးနဲ့တွဲပြီးသွားပါပြီ ဟဲ့ဗန်းနဲ့ကလေးနဲ့တွဲပြီးသွားလို့ရှင်ဒီပင့်ကူလေးအပေါ်ကနေကတ်ပါမယ်ပေါ့နော်ဒီဒီပင့်ကူလေးအပေါ်ကကတ်တဲ့အခါကျလို့ရှင်စနိတ်ကဲစနိတ်ကဲအောက်ကမောင်းတန်လေးကိုလူဘက်မှာပဲထားပါပေါ့နော်လူဘက်မှာပဲထားပြီးတော့ကတ်ပါအဲ့ဒါလူတော်တော်များများညာတန်းဆိုတော့ညာဘက်ကနေပိုက်အုပ်ကိုထိုးကြတာများရဲ့အတော့ပေါ့နော်မောင်းတန်းလေးကိုညာဘက်မှာပဲထားပြီးအမြဲကပ်ပေးပါဒါကောချလိုက်မယ်ကောလေးကိုပုံဗီဒီယိုလေးအတိုင်းချပေးပါချပြီးဟိုဘက်ဒီဘက်ကိုညှိမယ်ပေါ့နော် မမီလို့ရှိရင်ဟိုပလေးဒီပလေးနဲ့ကိုညှိမယ်။ကောမချောက်ခင်ညှိလို့ရပါတယ်။ကောချောက်အောင်ညှိလို့မရဘူးနော်။ကောမချောက်ကဘက်ဒီပလေးဆွဲပြီးညှိပါ။ညှိလို့ကိုစိတ်ထဲမှာညှိသွားပြီဆိုလို့ရှိရင်ဒါဖြီးပြီးကလိုက်တော့ဘောနော်။ကောနဲ့အောက်ကဖဲပြားလေးနဲ့အကောလုံးကတ်သွားပြီဆိုလို့ရှိရင်အလေးအဖာကလေးကတ်မယ်ဘောနော်။ဖာကလေးကိုကောချမယ်။ဒီအလေးမှာဟာနေတဲ့နေရာလေးကိုဖြီးပြီးချလိုက်ပါမယ်။ ိပေးမယ်လေအရင်မဖြေဘောနော်ကောင်းတဲ့တူတူကတ်သွားအောင်လို့ကအပေါ်ကနေအသားရလေးပေါ့နော်လိုက်ညှိပြီးတော့ဖြေပေးပါမယ်ပလေလုံးလေးလည်းညှိအောင်လို့ညှိပေးပါမယ်သွားပြီဆိုလို့ရှိရင်တော့ဒီစပါရဲ့တေကူပူလေးပုံပေါ်သွားပါပြီ။ ဖွင့်ပေါ်သွားတဲ့အခါအမတို့ကလလုတ်တာတည်စီခြင်းနဲ့အတွက်အမရဲ့ဒီဟမိတ်ဝှက်ဆိုတဲ့စာတန်းလေးကိုဒီကလစ်ကနောက်ချပါကပ်ပေးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်ဒါပင့်ကူဘူးလေးရတော့ပါပြီပေါ့နော်။နောက်ဗီဒီယိုမှာပိုက်အုပ်တက်တာလေးပြပေးပါမယ်။